အလုံးမင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုကြည့်ပေးမယ့် Pick up ပိုင်း Reading ကတော့ Universe ထံမှာစာတစောင်ဆိုပြီးတော့ကြည့်ပေးမှာဖြစ်ပါတယ်။အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်ပုံလေးတစ်ပုံကိုရွေးချက်ထားပါ။ ခေတ္တဆိုရင်ဖန်ယူလုပ်ပြီးတော့ပြင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းများလို့ပါက Facebook search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတိတ်နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောင်းမင်းများလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုချင်တယ်ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်အထည့်ပေးထားပါတယ် ဒါဆိုရင်ဒီပုံလေးကိုရွေးထားတဲ့ဖိုင်ဝမ်းလေးတွေအဲ့တော့ terror oracle ကိုနှမျိုးလုံးနဲ့ကြည့်ပေးပါမယ်အဲ့တော့ဖိုင်ဝမ်းလေးတွေကိုပေါ့နော် universe ကနေပြီးတော့အဲမပြောလဲဆိုလို့ချင်းပေါ့နော် အကယ်၍တဲ့ပေါ့နော်ကိုဘက်ကနေပြီးတော့ဒီမှာ unconditional love ဆိုတာအကျွေးမဲ့ချစ်ခြင်းပေါ့နော်အဲ့ဒီချစ်ခြင်းတရားတွေကတဲ့ဒါဟိုတတိပေးတဲ့ပုံစံမျိုးလည်းဟုတ်တယ်ပေါ့နော်လာမဲ့ကောင်းခြင်းလည်းဟုတ်တယ်အဲအဲ့လိုပြောရင်လည်းဟုတ်တယ်ဒီ unconditional love ကိုကိုကားပေါ့နော်ရလာဖို့လည်းရှိတယ်နော်ရဖို့အတွက်ဆိုလို့ရှိရင်လည်းကိုဘက်ကနေ ပေးဖို့လည်းလိုတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတယောက်နဲ့တယောက်ပြောမယ်ဆိုလို့ရှိရင် gratitude ပေါ့နော်ကျေးဇူးတရားလေးတွေပြန်ပြီးတော့ဟိုတွေးပြီးတော့ပေါ့နော်ပြန်လည်ပြီးကျေးဇူးတင်တင်နဲ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါ manifest လုပ်တဲ့ပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော်အကယ်၍ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီးအစ်စ်ပေါ့နော်ဒါ relationship ဆိုတာဘယ်လို relationship မျိုးမဆိုဖြစ်တယ်နော် အချစ်သူကြီးစားမှာမဟုတ်ဘူးကိုယ်နေနဲ့တခြားသောရှင်းရှင်းမြတ်တာပိုင်းဆိုင်ရာနဲ့လိုချင်နေတာတွေရှိရဆိုရင်လည်းအဲ့တော့ကိုဘက်ကနေပြီးတော့ပေါ့နော်ကိုမျောလင်းတဲ့ချစ်ချင်းမြတ်တာမျိုးတွေကဒါအလုတ်ခွင့်မှာပဲဖြစ်စေအထက်လူကြီးစီကဖြစ်စေပေါ့နော် relationship အသစ်ဖြစ်စေစသဖြင့်ရရှိလာဖို့ရှိ ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးချစ်ချင်းမြတ်တာတရားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကဲပြီ အဲ့လိုမျိုးအစ်စ်အစ်စ်တော့ချေချေမြတ်တာတွေကိုယ့်ရဲ့ live ထဲကိုရရှိလာဖို့အတွက်ပေါ့နော်အာကဲ၍ x နဲ့ပဲဖြစ်စီပေါ့နော်အဲ့လိုမျိုးတွေပဲဖြစ်စီပြန်လာစီခြင်းနဲ့ဆိုရင်လည်းဒီလိုမျိုးကိုယ့်ဘက်ကနေပြီးတော့အာတယောက်နဲ့တယောက်ချားမှရှိတယ်ပေါ့နော်အမှန်ရစရာလေးတွေထဲကဒါကျေးဇူးတင်စရာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုတွေးပြီးတော့ပြန်တွေးပေးတယ်ဆိုလို့ရှိရင်ဒါပြန်ပြီးတော့ဆွဲဆောင်တဲ့ manifest လောက်တာ ਨੇ အတူတူပဲတဲ့နော် ကိုယ့်ရဲ့ life ထဲကိုပြန်ပြီးတော့ဝင်လာဖို့သို့မဟုတ်အစ်စ်ဝင်လာဖို့ပဲဖြစ်ဖြစ်ရှိတယ်။ဘာလို့လဲဆိုရင်ဒီမှာပေါ့နော်လူဟောင်းဖြစ်စေလူသိဖြစ်စေပေါ့နော်ဒီကိုဆိုရဲဟိုခြိတိုင်ကနေပြီးတော့တစ်ဖက်လူကတစ်ဖက်အဲလာမဲ့ချစ်ချင်းမေတ္တာတွေကဟိုဘေးကိုထွက်သွားဖို့အတွက်စွမ်းအားမရှိဘူးပေါ့နော်ကိုမကိုဖြစ်နေတဲ့အခြေအနေမျိုးတွေရှိနော်အဲ့လိုပုံစံမျိုးရှိရဲဆိုတဲ့အခါကျတော့ ရဲ့ဟိုအရန်ကြီးပေါ့နော်စီးရီပေါင်းတွေထားတဲ့ boundary တွေထားထားတဲ့ထားထားတတ်တဲ့သူ မျိုးတွေဆိုရင်တော့လွတ်ချပေးတဲ့နဲ့ဆိုတာဟိုတကားပိတ်ထားတယ်ဆိုတကားလေးဖွင့်ပေးတဲ့နဲ့ပေါ့နော်အခြေအနေမျိုးလေးတွေရှိနေတာမျိုးတွေ့ရတယ်အကယ် crash ပဲဖြစ်စီပေါ့နော်ကို crash တာပဲဖြစ်ကိုက crash တာပဲဖြစ်စီပေါ့အဲ့လိုမျိုးလေးတွေ live ထဲကိုဝင်လာဖို့ဆိုလို့ရှိရင်လည်း အဓိကတော့ clear communication ထပ်စာလို့ရှိရင်ပေါ့နော်။ဘာလို့လဲဆိုတော့တချို့တော့အဲတချို့လူတွေမှာကြတော့ဟို relationship ပိုင်းဆိုင်ရာမှာချစ်ချင်းမေတ္တာပိုင်းဆိုင်ရာမှာကြတော့ clear communication ဖြစ်ဖို့လိုနေတာမျိုးတွေရှိတယ်။ဒါပေမဲ့ဒီမှာကအဲ့လိုပုံစံမျိုးမဟုတ်ဘူး။အဲ clear communication လိုနေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်။အတူနဲ့တွားပြီးတော့ communication တကူတကလုပ်ဆရာမလိုဘူး။ဘာလို့လဲဆိုတော့ ဒီလူကကြတော့ဒီကိုဆိုတဲ့အတိုင်းမှာဒါသူကသူ့ဟာသူပေါ့နော်ကြိုးတုတ်ခံရတယ်လို့သူကခံနေရပြီးသားအဲကိုကတကူးတကသူ့ကိုဆွဲပြီးအနားမှာပေါ့နော်ဟိုထားထားเสียမလို့နော်အဲ့လိုပုံစံမျိုးဥမာအစ်စ်အစ်စ်တော့ဆီဆင်းမြတာတွေဝင်လာဖို့ရှိရဆိုလို့ရှင်လဲကိုကအထက်လူကြီးစီကဆီဆင်းမြတာပဲဖြစ်ဖြစ်တကယ်ချင်းအပေါင်းသင်းစီကဆီဆင်းမြတာမျိုးပဲဖြစ်ဖြစ်သွားပြီးတော့တောင်းခံနေเสียမလို့ဘာလို့ဆိုတော့ကိုဘာမှမပြောလဲဒီလူက အဲသူ့ရဲ့စိတ်ကကိုယ့်စီမှာဟိုခွာလို့မရဘူးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ကိုယ့်ရဲ့သူ့ရဲ့အမြင်အာရုံတွေစသဖြင့်ပေါ့နော်အဲ့လိုပိုင်းနေရှိတယ်ရှိတဲ့အခါကျတော့အဲ့တော့ဟိုပြောမယ်ဆိုကိုကပေါ့နော် သူတို့အပေါ်မှာအာမော်စာအုပ်ထဲကမော်ဆွမ်းရှိတယ်ပေါ့နော်မော်စာအုပ်တောက်လို့ပဲပေါ့တင်လားအဲ့လိုပုံစံမျိုးစာအုပ်ကိုဖွင့်လိုက်တဲ့အခါမှာအခိုးငွေလေးတွေထွက်လာတယ် အဲ့ဒါလေးတွေကသူတို့ရဲ့နှာခေါင်းထဲကိုဝင်သွားပြီးတော့ရှူရှိုက်မိပြီးတော့ကိုယ်စီကနေပြီးတော့ယုံထွက်လို့မရဘူးเนาะအဲ့လိုပုံစံမျိုးလေးတွေသူတို့မှာကဖြစ်နေပြီးသားเนาะဖြစ်နေပြီးသားဆိုတဲ့အခါကျတော့ခြေချင်းမေတ္တာတရားနဲ့ပတ်သက်ပြီးတော့ဗောနော်အရန်ကြီးကိုကိုကိုနှိမ်ပြီးတော့မတွေးဖို့ပဲလိုတယ်ဒီလား manifest လုပ်တဲ့အခါမှာသူမို့ကံကောင်းခြင်းတွေဝင်လာဖို့ဆိုတဲ့အခါမှာကိုဘက်ကနေတစ်ခုလုတ်ပေးရတာကဘာလဲဆိုရင် ဒီမှာပြောเนาะ I remind you of the magic of plus you are blessed เนาะအမင်းอ่ะကံကောင်းပြီးသားအဲ့တော့ short ပြီးတော့မတွေးဖို့ပဲလိုတယ်လို့ Oracle ကလည်းပြောနေတယ်ဒီမှာ bottom ကကပါပြော offer တွေ့လား potentialities တဲ့အဲ့တော့အခွင့်အရေးတွေက လာမှာတိလားလာမှာ feel how life showers you with blessing give thanks တွေ့လား gratitude နဲ့ကြားထားတယ်เนาะ gratitude နဲ့ကြားထားတယ် ဲ့တော့ကျေးဇူးတရားကိုတရားထိုင်တယ်လို့မျိုးပေါ့နော် meditation လုပ်တယ်လို့မျိုးတရားမှတ်တယ်လို့မျိုးမှတ်ပေးလိုက် how life showers you no with blessing เนาะခံစားကြည့်လိုက်ဘဝကြီးက main အတွက်ပေါ့နော် blessing နေဘလို့တောင်ပေးမလဲဆိုတာကိုခံစားကြည့်လိုက်နော် give thanks တဲ့ အမှလည်း all potentialities တို့ဆိုတော့မြန်အခွင့်အလမ်းပိတ်နေတဲ့သူမျိုးမဟုတ်ဘာလို့ဆို reader စီမှာအဲ့လိုမျိုး theory ပိုင်းမေလို့ရှင်ချို့อ่ะအဲ့လိုကိုကိုကိုပေါ့เนาะပြောမဲ့ဆိုအခွင့်အလမ်းပိတ်နေတဲ့လူတွေလို့တောင်ထင်တယ်ဒီလားအဲ့လိုထင်တယ်အာဒီ client တယောက်ဆိုလို့ရှင်ဒါဟိုတက္ကသိုလ်ကဆီယာမလေးတယောက်ဆိုလို့ရှင် reader စီမှာ theory မိတော့ तू อ่ะဘာမေးရလဲဆိုတော့မေးမေးချင်းတော့မှာလေ သူဘယ်တော့သူမေးတဲ့မေးခွန်းကထူးဆန်းတယ်နော်သူဘယ်တော့တည်မှာလဲတဲ့သိလားဘယ်တော့တော့တည်နိုင်လဲဆိုဟာဖြေပြရမယ်ဖြေပြရမယ်လူကယောဂဖြစ်နေလို့လားဘာလားပေါ့နော်ကျမ်းမာရေးချောင်းလားဆိုတော့နည်းနည်းစိတ်ဝင်စားစရာဖြစ်လို့အဲ့လိုမဟုတ်ဘူးအမှားတော့စိတ်တက်ကြတာပေါ့သိလားစိတ်တက်ကြတယ်ဒါမျိုးတွေကဖြစ်တတ်တယ်လေအခုအရန်ကိုကဘာကျော်ရီကဘာကျော်ရီဆိုဒီဒုက္ခတွေပူတော့များသေးရနော် Facebook မှာဆိုခဏခဏတွေ့နေရ အင်ဂျလီနာဂျိုလီဆိုရင်သူ့ကိုသူ့ကိုတတ်ဖို့အတွက်သူကိုယ်တိုင်ကလူသက်သမားငှားရတဲ့အထီးပဲဟိုလူကကိုယ့်ကိုတော့ဟိုတခုလှုပ်ပြီးတော့တတ်ဖို့ဆိုတာမလွယ်ဘူးလေသူများကတတ်ပေးမယ်ဆိုတော့ဟုတ်တာပေါ့နော်ဆိုတော့ခါကျအင်ဂျလီနာဂျိုလီဆိုရင်တဲ့သူ့ကိုသူသူ့ကိုတတ်ဖို့အတွက်ဘယ်လောက်ထိတာမှာနော်ဟိုစိတ်ထွက်ပေါက်တွေလူတွေစိတ်ထွက်ပေါက်ပိတ်လာလို့ရှင်ပြောပြလူသက်သမားငှားငှားငှားလိုက်ငှားလိုက်တဲ့အထီးပဲတဲ့ အဲ့အထိပဲတဲ့နောက်ဆုံးတော့သူဘလို့ဒီ escape ဖြစ်သွားလဲဆိုတာတော့နော် healing လုပ်နိုင်သွားလဲဆိုတာတော့ဒါကိုလဲလိုက်ပြီးတော့သူ့ရဲ့နောက်ကြောင်းလိလာဖို့လဲမအားဘူးပေါ့နော်ဒါ lower say အဲ့လောက်ထိပဲတည်တာဆိုတော့အရင်တော့ငါ Korea အတိယောက်ဆောင်ဟိုမျက်နှာတိအတိယောက်ဆောင်လေးတယောက်ဆိုလဲအဲ့လိုပဲနော်တကားတဲ့နဲ့ပေါက်သွားတယ်ယောက်ျားလေးဟန်ဆောင်တယ်ဘလုံးဘလုံးအသင်းက TV မှာလေဟိုဟာဖြစ်ပြီးတော့သဘောကျပြီးတော့เนาะ အဲ့ဘောလုံးတေးရောယောက်ျားလေးဟန်ဆာပြီးတော့စပင်တိုလေးနဲ့ဝင်သွား။သူတကားတဲ့နဲ့သူအရန်ကိုသူအနုပညာဝါသနာပါလို့တော့တကားတဲ့နဲ့နာမည်ကြီးမင်းသမီးဖြစ်သွားတာပေါ့နော်။တေးတေးလေးမှတ်မိလိုက်ကြမှာပေါ့။သူ့ကိုသူစူဆိုက်လုပ်သွားတာ။နောက်အိန္ဒိယမင်းသားတွေထဲမှာဆိုရင်ဆူရှန်ဆူရှန်တက်လာတော့ရီဒါလည်းကြိုက်တယ်လေ။ကျန်တဲ့လူတွေလည်းကြိုက်ကြမှာပါ။အပြုံးချွတ်ချိုလေးနဲ့နော်။အိန္ဒိယမင်းသားတွေထဲမှာ။ ချောချောလဲချောတယ်သူ့အတူခန္ဓာကိုယ်လေးရလဲကြည်ကောင်းတယ်အဆူရှန်ကနမတက်လာတက်တက်လာဒါမဲ့လीတိလာအဲ့လိုမျိုးပေါ့နော်တကယ် community အကြီးကြီးတွေကိုဝင်လာပြီဆိုရင်အနေရတစ်ချက်ရှိတယ်အဲ့အနေရတစ်ချက်ရှိတာဘာလဲဆိုအရန်ကြီးလူတွေကို respect သိပ်မပေးနဲ့အရန်မယူကျိုးနဲ့အရန်ယူကျိုးလိုက်ရင်ကိုကတော့အမှန်တော့သဘောကောင်းတာပေါ့ဆူရှန်ဆိုလို့ရှိရင် ိန္ဒိယပွဲတွေရှုဟိုပါပေါ့စုပေးပွဲတွေမှာဆိုရင်သတိထားမိပါပါအာအိန္ဒိယအမျိုးသမီးမင်းသမီးတွေတခြားမင်းသမီးတွေဥမာစကတ်တွေပါဝတ်ထားလို့ပေါ်တယ်လို့ပါတော့ပေါ်မယ်ဆိုရင်လည်းသူကကာပြီးတာနဲ့ထိုင်ကောင်ကနေထပြီးတာနဲ့အဲ့လောက်ထိပေါ့နော်ဂယုဆိုင်ပြီးတယ်သူရဲ့အမှုပညာနယ်ပယ်အချင်းချင်းကိုအဲသူသူဆိုလို့ရှင်လည်းတယောက်တည်းသူ့ဘာသာသူယုံကန်ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုပရိသတ်ကလည်းကြိုက်လာပြီလေနော်အပြုံးချိုချိုလေးနဲ့အိန္ဒိယမင်းသားတွေမှာ အသားလေးလန်းလန်းလေးနဲ့အကျုံချိုချိုလေးနဲ့မင်းသားအဲ့ဒီမှာဘာဖြစ်တယ်ဆိုတော့ကောလာဟာလာတွေကတော့ဒီလိုမျိုးကဘာပတ်မဲ့ reading တခုမှတော့ထည့်ပြောလို့တော့မရဘူးပေါ့နော်ကြားတော့ကြားတာပေါ့ဒါမှဘသူကမှတော့ဒါအတီပြုပြုလို့တော့မရဘူးပေါ့နော်ကောလာဟာလာတွေကတော့ရှိတာပေါ့အတိချင်းနေဆိုတော့ဆူရှန်အကြောင်းရှာပြီးတော့ဖတ်ကြည့်ပေါ့နော်ဒါကတော့သူက6လလောက်အိမ်ထဲမှာဘဲမမထွက်ဘဲနဲ့ပိတ်မိနေပြီးတော့နောက်ဆုံးသူ့ရဲ့ ရီစာကို ဖုန်းခေါ်ပြီးတော့သူသူ့ကိုသူဟွာဖြစ်တယ်ပေါ့နော်ဆူဆိုက်လုပ်တယ်ဆိုပြီးတော့ဆူချန်ကွယ်လွန်သွားတယ်အဲ့ဒီအဲ့ဒီပယောဂအဲဘောနော်အဲ့လိုမျိုးပယောဂရေးပိုင်းပါတယ်လို့တော့ကြားတာပေါ့နော်ပယောဂဆိုတာအောက်လန်းပြောတာမဟုတ်အဲ့တော့ပြောရင်လာအဲ့လိုမျိုးပေါ့နော်တကယ် community အကြီးကြီးတွေမှာရှိရသူတွေနော်ဘုနမကြီးမင်းသမီး on source ဆိုလို့ရှင်လားအဲ့လိုပဲနော် show ဒီသူ့ interview တွေမှာဆိုပြောရလေနော် ဒီတိုင်းကြည့်လို့ရှင်တော့လူတွေကသူတို့မှအတိုက်ခိုက်မရှိဘူး။အတနိုင်ငံလုံးတက္ကပါလုံးကဝိုင်းချင်နေတာအဲ့လိုထင်ကောင်းထင်မယ်။ရှိနေ။เนาะအွန်စောဆိုလို့ရှင်ပြောတာပဲเนาะလူတွေကတဲ့အရန်ခတ်တယ်တဲ့သူ့ကိုဒင်းင်းနဲ့ရစရာမရှိအောင်ပြောတာမဟုတ်ဘူးတဲ့သူ့ရဲ့မိသားစုကိုလည်းပေါ့เนาะအဲ့လိုမျိုးယာရင်ဆန်ဆန်တော်တော်ဆိုးဆိုးတွေပြောကြတယ်ပေါ့เนาะသူအဲ့လိုမျိုးအင်တာဗျူးတွေမှာဆိုရင်ဖြည့်တယ်။အဲ့တော့ အပြောကောင်းလဲကောင်းနေလေနော်ဘာလို့လဲဆိုတော့ဒါကအညွန့်ရှိရဲ့သူမှုလို့အညွန့်ချိုးဖို့စောင့်နေကြရတယ်တိလားကုန်းထလာလို့မရအောင်လို့သူကလူမျိုးဆိုလူတွေကပားရိုက်နားရိုက်နေမှရံဖြစ်တာမဟုတ်လေတိလားစိုက်ကိုဖောက်တယ်ဆိုတာတကယ်ရှိတာဟုတ်နော်ဒါကြောင့်မလို့လဲနမကြီးနုပညာရှင်တွေတကယ်ရှမ်းရံတောက်တော်လာတော်စအပြုတဲ့အချိန်မှာဒေါင်းနေဆိုပြုတ်ထွက်သွားတာ လှုပ်ချပလိုက်အဲ့မျိုးရှိလှုပ်ချပလိုက်တယ်ဆိုတာအောက်လန်းနေအစီအရင်နေနဲ့အဲ့လိုမဟုတ်ဘူးနော်အဓိက psychology လူကအဲ့ site ကိုအယမ်းတတိထားအယမ်းတတိထားတချို့ကစကားပြောလို့ရှိရင်ရိုးရှင်းရှင်းမပြောဘူး real တို့ဒီ real world မှာရှိရတဲ့လူတွေကအယမ်းကောင်းတယ်စကားပြောရင်ရိုးရိုးပဲပြောတာကိုဒါပြောချင်တယ်ဆိုဒါကိုပဲပြောတာလေနော်တချို့ကြအဲ့လိုမဟုတ်စကားပြောရင်သူတို့အတွက်သူတို့ကတကွတခါလဲထဲ့သွားတာ သူတို့အတော့တကွက်ကြအောင်ပြောသွားတာစကားပြောတဲ့အခါမှာအချို့ကျအဲ့လိုမဟုတ်ဘူးအကယ်၍တိုက်ခိုက်ကျင်နေဆိုရင်လည်းတခါတည်းပေါ့နော်အလာပါတလာပါပြောရင်းနဲ့ဟိုသူတို့ကစိုက်ကိုတခါတည်းထဲ့သွားတာအဲ့ဒီဟာကပေါ့နော်အင်းကိုဥမာသဘောကောင်းတဲ့သူတွေဆိုရင်ပိုဆိုးတယ်အခု popular ဖြစ်တဲ့လူတွေထဲမှာအဲ့လိုမျိုးစိုက်ကိုဖောက်ခံရတယ်သူတွေတော်တော်များများစိတ်ပိုင်းဆိုင်ရာအထိကိမှုဖြစ်တဲ့သူတွေတော်တော်များများသဘောကောင်းတဲ့သူတွေများတယ် လားအဲ့တော့ဒီမှာပြောချင်တာ gratitude တော့လုပ်ပါဒါမဲ့လို့ခုနလိုမျိုးပေါ့နော်လူတွေဖြစ်တယ်လို့မျိုး community အကြီးကြီးတွေမှာရှိရဲဆိုရင်ပို့တော်မှတတိထားရမယ်အရင်ကြီး respect မဖြစ်နဲ့နော်အဲကျေစုတင်တာတော့မှန်တယ်စိတ်ထဲမှာတော့ကျေစုတင်လိုက်ပေါ့နော်အပြင်မှာအရန်ကြီးတွေ့တာနဲ့ခေါင်းငုံနေရလောက်အောင်နမူနာပြပြရနော် respect အရန်မဖြစ်နဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးကိုယ့်ဘက်က like လုပ်ပေးတိုင်း အာတစ်ဖက်ကချစ်ချင်းမြတ်တာရတာမျိုးမဟုတ်ခါကြမမတင်းနေနဲ့စိတ်ဆိုးပေးမှလည်းကြောက်တာပေါ့နော်လူတွေကနည်းနည်းကြောက်မှခြောက်ပေးမှလည်းနည်းနည်းကြောက်တာကိုခလေးတွေလို့ပေါ့ကလုံးလိုက်လို့ပြလို့ရှင်လား तू ကငါတို့ဘလို့ပဲလှုပ်လှုပ်ချစ်နေမှာပဲဆိုပြီးတော့ငါတို့မုံမှာမဟုတ်ဘူးဆိုပြီးတော့အဲ့စိတ်ဆိုးမဲ့လူကိုပဲဦးစားပေးတော့တာနော်စိတ်မဆိုးတဲ့လူကိုဦးစားမပေးတော့ကြောင်ထိုးလိုက်ကောအဲ့လောက်ထိအဲ့လိုမျိုး thanks ဖြစ်ဖို့တော့မလိုဘူးပေါ့နော် တော့ဖန်ဝန်းလေးတွေအနေနဲ့ပြောချင်တာဒီလိုမျိုးဒီလိုမျိုးတွေပြောမယ်ဆိုဒီလူတွေကကိုယ့်ကိုမကြည့်ပဲမနေနိုင်ဘူးတတိမထားပဲမနေနိုင်ဘူးကိုယ်ဆိုတဲ့အတိုင်းမှာသူတို့ကိုသူတို့လာပြီးတော့ခြိထားတယ်လို့တော့ဖြစ်နေတာเนาะဒါကြောင့်မလို့အဲ့ဒီစိတ်အခြေအနေတွေကိုအာအမုံမဟုတ်ဖဲနဲ့ပေါ့နော်ကိုလိုချင်တဲ့ unconditional love ပေါ့နော်ဖိုင်ဝမ်ကဒါမှထွက်ပါမလားလို့တကယ်ထွက်တယ်ကကအဲ့တော့ ။ဘိုင်မွမ်းကိုရှပယ်လုံးနေတဲ့ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဟိုဟာဖြစ်နေ။ခံစားမိရဲ့ဆိုတော့ unconditional unconditional love လို့ကျင်နေဆိုရင်တော့ကိုကပေါ့နော်။ thanks ပေါ့နော်။ thankful လေးလုပ်ပေးရုံပဲ။ဒီလား။အပြင်မှာပြောစရာမလိုစိတ်ထဲရနေပေါ့နော်။ဒါမှလည်းပြန်လာမှာဆိုတော့လေ။အဲ့တော့အစ်တစ်အစ်တစ်ဝင်လာမဲ့အချက်ကလေးတွေအတော့လေ။ကောင်းသွားတယ်။အဲ့လိုမျိုးလေးတွေ့ရတယ်နော်။အဲ့တော့ universe က ဒီလိုလေးတွေရှိမှမဟုတ်လို့ဒီလိုလေးတွေနေပင်းရပါပြီလို့သတင်းစကားပလိုက်တာပေါ့နော်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ fine tool လေးတွေအဲ fine tool တွေကို universal 把鱼漂来嘞。 you are an emotional creator တဲ့ဖိုင်ထူကိုတော့စုနေပြီเนาะ universe ကစုနေပါတယ် fertilize the great power emotional creator တဲ့ဟုတ်လားဖိုင်ထူလေးတွေအရန်ကို sensitive ဖြစ်တဲ့သူတွေလား spirit of fire တဲ့เนาะမလောင်နဲ့မလောင်နဲ့ shine your power and reserve လေးအဲ့တော့ပြောချင်တာက မလောင်နဲ့တောက်တော့တောက်နော်တောက်တော့တောက်ဆိုတာကိုယ့်ရဲ့အရေးချင်းနဲ့ပါပါတယ် the wine feminine ဆိုတော့ဖိုင်ထူကလည်းနည်းနည်းတော့တိုက်ခတ်များတယ်နော်တိုက်ခတ်များတယ်နည်းတော့ကြောက်ဖို့ကောင်းတယ်ပေါ့နော်ဝမ်ဘလူများတဲ့တားရဲတော်တွေကိုဖြတ်သွားတဲ့သူတွေအဲ့တော့ spirit of fire လို့ပြောတဲ့အတွက်ဟိုကတော့မဖြစ်နဲ့လောင်တော့မလောင်နဲ့တောက်တော့တောက် အဲ့တော့ဖိုင်တူးလေးတွေကို universe ကစုနေတယ်ဘယ်လိုစုနေလဲဆိုရင်သင်ကပေါ့နော်ရန်ကို စိတ်လှုပ်ရှားလွယ်တဲ့อืมနော်ခံစားလွယ်တဲ့လူသားတစ်ယောက်ပဲတဲ့တက်ရှိလေးတစ်ခုပဲပေါ့နော်အဲ့လိုပုံစံမျိုးပြောတယ်ဘာလို့ဆိုတော့သင်ကအကုံလိုက်ကြည့်နေတယ်သိရမလားသင်ကလေအကုံလိုက်ကြည့်သင်အောင်ပြတဲ့သူသူများပေါ့နော်သင်ကို signal ဘာ signal ပြနေလဲနော် ပြောချင်တာကတော့ဒီမှာမျက်လုံးလေးပိတ်ထားတဲ့အလကားမဟုတ်တက်တက်ပြောရရင်တော့သိရမလားအဲ तू ကဘာပြောရလဲ तू ကငါဘာပြောရလဲ तू ကဘာပြောနေရလဲ तू ကဘာအတင်းအကုန်မြင်နေမမြင်ချင်လဲမြင်နေပါလို့ဆိုတင်းစိတ်ကလည်းအဲ့ဒီအပိုင်းမှာစူဇန်ရှာဖွေနေတယ်လို့မျိုးဖြစ်နေတာပေါ့နော်သူတို့ကငါ့ကိုဘာပြောနေရလဲဘလို့ဒိဗ္ဗယ်နဲ့ပြောနေရလဲဆက်ပြင်းအဲ့လိုမျိုးတွေပြီးွားရင်သူတို့ထွက်သွားတဲ့အချိန်မှာကောခံစားပြီးကြံနေတယ်ပေါ့နော်အဲ့တော့ spirit of fire ပြောမယ်ဆိုလို့ရှိရင်တော့ universe ကတင်းကို တောက်တော့တောက်မလောင်နဲ့လို့ပြောတောက်ဆိုတာကိုယ့်ရဲ့ပါဝါ ਉਹ ပဲတောက်တောက်တော့ပြောမြောင်ဖြစ်အောင်လုပ်နော်ဆူဆူတောက်တော့ဖြစ်အောင်လုပ် fertilized that great power တိလားဒါဆိုရင် तू ကဆိုလိုချင်တာကတော့ universe ကဒါဆိုရင်သင်မြင်တယ်မှလားသူတို့ပြတဲ့အချက်ကိုသင်မြင်တယ်အတုံးမသိရင်အောင်မြင်မှုလမ်းကြောင်းသင်မြင်တယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်သင်မြင်တယ်သင်ကမမြင်ဘူးဆိုတာမရှိသင်မျက်စိရှမ်းပြီးတော့ သူတို့ပေးတဲ့အချက်သူတို့ပြတဲ့အချက်ကတင့်လက်ထဲမရောက်လာဘူးဆိုတယ်မရှိဘူးတဲ့တိလားတင်မြင်တယ်မြင်တယ်တင့်မှာအဲ့ emotions ကို emotions နဲ့ပိုင်ဆိုင်အဆိုင်နဲ့ပေါ့နော်အချက်ကို မြင်ဖို့အတွက်လည်းတင့်မှာပါဝါရှိပြီးသားဟိုမသိချင်လို့သာကြော်သွားမယ်တမင်တကာသာလစ်လျှူလိုက်တာမျိုးဖြစ်မယ်မသိလိုက်ဘူးဆိုတာမရှိဘူးပေါ့နော်ကို့ဘာလောက်လိုက်လဲ ဘာပြောလိုက်တာလဲဆိုတာမသိဘူးဆိုတာတိတ်မရှိဘူးဒါမဲ့အဲ့ဒီဟာကိုနောက်ကလေးဘိုင်းဆိုလို့ရှိရင်လည်းနှလုံးသားတဲ့အထိယူပြီးတော့နှလုံးသားကိုနာကျင်အောင်မလုပ်နဲ့နော်အဲ့ဒီကနေမှဘာအောင်မွေးမြူရမလဲဆိုတော့ဩသူသူများကဒီလိုအချက်တခု ပြလိုက်တယ်ဆိုတော့အဲ့ဒီအရာကနေ great power ကို fertilize လုပ်ပါလို့သူကပြောထားတယ်နော်တင်းရဲ့တင်းကပြောမှဆိုလို့ရှိရင်ဒါ universe ကတင်းကိုချီးကျူးတယ်တင်းကဟို အရေးအသွေးအနှိမ့်တားမှရှိမနေဘူးနော် low level မှာရှိနေရတူမဟုတ်ဘူး level မနှိမ့်ဘူးအရေးချင်းอ่ะအဲ့လို level မနှိမ့်တဲ့အတွက်ပြတ်သားပါတယ်နော်ဓာတ်တွေပဲကြာတာ empire queen တော့ဆိုဘယင်ဘယင်မတွေပဲဖြစ်စေချင်တာတော့တင့်ကိုပြတ်သားစေချင်တာဟုတ်ပြီနာကျင်ရတယ်မလားနာကျင်ရဆိုအဲ့နာကျင်မှုကနေဘယ်လိုပါဝါကြီးကြီးပေါ့နော်ပြန်ထွက်လာမလဲဟုတ်တယ်မလားနော် အဲ့လိုပုံစံမျိုးပြောတာဟာ movies ထဲမှာလို့နော်ဂျိုးဝိုင်းထဲမှာမင်းသားလူလှိမ့်နေအောင်ထိုးခံရလို့နောက်ဆုံးရှုံးကန်နေကြတော့မှထပြီးတော့အားနဲ့မှန်နဲ့ပြန်ထထိုးလို့နိုင်သွားတယ်ဆိုတာနာနေတဲ့ကြာပို့ပြီးတော့ဟွာဖြစ်တယ်ဆိုတာလေသူအညှိုးတိထားခိုင်းတာမဟုတ်ဘူးနော်အော်ဖိုင်ထူးကဆိုလိုတာကအော်ဟုတ်ပြီငါဒီလိုပြောသွားတယ်ဒီလိုလုပ်သွားတယ်ဆိုရင် အဲ့ဒါယူမုံနေဘူးလို့သူကပြောတာမဟုတ်ဘူး။နော်အညိုတိတ်ထားခိုင်းတာမဟုတ်ဘူး။ပြန်ကလေးစားချေဖို့တော့ပြောတာမဟုတ်ဘူး။ဒါမဲ့အဲ့ဒီကနေပြီးတော့ကို့အတွက်တောက်ပလာမဲ့အနာဂတ်တစ်ခုရရှိဖို့အတွက်ပါဝါပေါ့နော်။ပါဝါကြီးကြီးထုတ်လိုက်ထုတ်လိုက်ပါ။နာနေနာကျင်မှုကနေတစင်ပါဝါကြီးကြီး great power ပေါ့နော်။ great power ထွက်လာခဲ့ပါလို့သူကပြောတာ။နော်တိတ်မှာအစွမ်းစားရင်းရှိပါတယ်တဲ့။ တင်ရဘလို့အချိန်နေမှာပဲဖြစ်ဖြစ်ထူရောဒီမှာထူရောဗန်နေကလေးပါတာတင်ရဘလို့အချိန်နေမှာပဲဖြစ်ဖြစ်တဲ့တင်ရ live ကိုပေါ့နော်တင်အကောင်းဆုံးထိမ့်ညှိသွားနေတဲ့အရေးချင်းဆိုတာတင်မှာ ရှိပြီးသားလို့နော် universe ကပြောတာဒါကြောင့်မလို့တင်ကို power ကြီးကြီးထုတ်သုံးပါတဲ့နော်အဆိုရင်ဒီပုံလေးကိုရေးထားတဲ့ find the ring လေးတွေ find the ring ကိုပါပြောလဲကြည်အောင် shut my initiate a new sister adventure secret ceremonies and remind your soul of uh, scaredness of the world sacrifice လုပ်ထားတဲ့အရာတွေကတော့ပြောမယ်ဆို ပြန်ရလာဖို့ပြန်ရလာဖို့ရှိရပါတော့။တင်ရင်းနှီးမြှောက်နှံထားသလားဖန်တရီကအဲ့လိုပြောတာ။နောက်တစ်ခုဒီဖန်တရီကိုပေါ့နော် ကင်နေတဲ့အချိန်မှာတချင်းတန်လေးတခုကောင်းတဲ့ဝင်လာတယ်တိလား။ဘာချင်းလေးလဲဆိုဘယ်တော့မှငါ့ကိုမမေ့ပါနဲ့။တယောက်ယောက်နဲ့မင်းချစ်နေလေ။အဲအဲ့တချင်းလေးကကောင်းတဲ့ဝင်လာတယ်တိလား။ဆိုတော့အင်းတယောက်ယောက်ကတော့ပေါ့နော်။ဒီမှာအဝေးကနေလွမ်းနေတဲ့ဟိုဟာလေးရတယ်။မိုးဟိုဟာပေါ့ sense လေးရတယ် find three မှာနေတယောက်ယောက်ကတော့အဝေးကနေလွမ်းနေတဲ့ sense လေးရနေတယ်တဲ့အဲ့ဒီဟာကို तू ကဘာလုပ်နေလဲဆိုတော့အော်တော်တော်လေးတော့ထိန်းချုပ်နေတယ်လို့ဒီမှာပြထားတယ်သိလား find three နဲ့ပတ်သက်တဲ့ပေါ့နော်စိတ်ခံစားချက်တခုအဓိကတော့ဒီမှာဘာကိုပြောချင်တာလဲဆိုတော့ find three မှာ ceremony တွေရလာဖို့ရှိတယ်အခမ်းအနားတွေပေါ့နော်အဲ့ခမ်းအနားတွေကဘယ်လိုပြောမလဲဆိုရင် ိုင်ငံခြားမူဗီတွေမထဲမှလို့ပြောမှဆိုရင်ဟိုပေါ့ဟိုမှာမိသက်သမားဆွန်ဆဆာနဲ့ကဲလိုက်တယ်နော်ဆိုတော့သူ့ကိုဇလိုင်းရဲ့အဆုံးမှာဟိုပေးလိုက်တယ်ပေါ့ဆုပေးလိုက်တယ်နော်သူရဲ့ကောင်းဆုလို့ပါတော့ဒီလိုပေးတာပေါ့အဲ့လိုမျိုးအချက်နဲ့ပတ်သက်ပြီးတော့ဖိုင်သရီးမှာရလာဖို့ရှိတယ်အဲ့လို universe ကပြောထားတယ်ဒီလားကို sacrifice လုပ်ထားတဲ့ကိုဆွန့်လို့အနစ်နာခံထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အကျိုးကျေးဇူးတွေပြန်ရလာဖို့ရှိတယ်တဲ့နော်နောက်တော့ကကိုယ့်ရဲ့ဘဝတည်းကိုပေါ့နော် ပြောမယ်ဆိုသွေးရင်းတိုင်းရင်းတယောက်လို့အာမိဘတမိဘနဲ့မွေးတယ်ပေါ့နော်မောင်နှမပေါ့ sibling ပေါ့တယောက်ရပေါ့နော်အဲ့လိုမျိုးဝင်လာဖို့ရှိတယ်အဲ့တော့ဆိုရက်ခါကျသူနဲ့အဲ့လိုလူမျိုးလဲကွာရှာဖွေနေပါ ရှာဖွေနေရှာဖွေလေးတွေ့ရှိလေးပေါ့နော် ဝင်လဲဝင်လာမယ်အဲ့ခါကြလို့ရှိရင်သူ့စီကနေဘာရမလဲဆိုတော့ကိုရှာဖွေနေတဲ့ကိုထပ်ပြီးတော့ဗောနော်ကိုဘွားနဲ့ပတ်သက်ပြီးကိုပါလှုပ်ချင်နေရတယ်ကိုလှုပ်ချင်နေတဲ့အရာပေါ်ပဲဟာပဲဖြစ်ဖြစ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီလူစီကနေပြီးတော့ဘယ်လိုပြောမလဲကိုကြီးဘော်ကိုကြီးဘတ်တွဲဖက်ရဲဘော်ရဲဘတ်ပေါ့ဦးစားဘတ်ခေါ်တာဗောနော်တိုက်ပွဲဒီမှာဆိုလို့ရှိရင်တအိုးတဲ့စားဖို့စားဖက်ရလာလိမ့်မယ်မြစ်တာအစ်မှန်တယ်နော်ဟောတစ္ဆာမရှိရဆက်ဆံရေးမဟုတ်ဘူး မလုပ်ငန်းတွဲပတ်ရှာနေတဲ့သူတွေစိုင်းဝန်တန်းရှာနေတဲ့သူတွေစသဖြင့်အဲ့ဒါအကုန်အတူတူပဲเนาะ sister who လုပ်ငန်းတွဲပတ်ရှာနေရလားသူမဟုတ်တယောက်လည်းအထီးကျန်နေလို့တိုက်ခန်းတခန်းငှားနေခြင်းနဲ့မောင်နှမလိုမျိုးညီအမလိုညီမအရင်လိုစိတ်ချရတဲ့သူအားကိုးရတဲ့သူဟိုနာဒီနာသွားရင်အတူတူသွားလို့ရမယ်သူအတူတူပဲအဲ့ဒါလုပ်ငန်းတွဲပတ်ကောင်းနေသိလားကောင်းနေ ကောင်းကောင်းလေးဝင်လာဖို့ရှိရပြောမယ်ဆိုရင်အပေါ်ရံမဟုတ်ဘူးပေါ့နော်။ဦးစားဘတ်လိုမျိုးပေါ့။တီဝါရှင်ဘတ်ပေါ့နော်။ရလာဖို့ရှိရယ်။ကိုလိုချင်တဲ့အဲ့ဆက်ဆံရေးမျိုးတစ္ဆာတရားနဲ့တိဆောက်ထားတဲ့ဆက်ဆံရေးမျိုးရလာဖို့ရှိရယ်။အဒီမှာအတိတ်ပဲကတော့ Oracle ကတော့ Shine Your Power လို့တော့မပြထားပါမယ်။ရီယာတခုတော့မြင်ရတာကဒီလူနဲ့ပေါ့နော်ဒီလူမျိုးရဲဘော်ရဲဘတ်ဦးစားဘတ်ဖြစ်ရင်တင်က ဘာဖြစ်လာနိုင်လဲဆိုတော့ shine your power ပေါ့ shining ဖြစ်လာဖို့ရှိရလို့ reader မြင်တယ်သိလားပို့ပြီးတော့တောက်ပလာဖို့ရှိရလို့မြင်တယ်အဲ initiate a new sister adventure ဆိုရှာလဲရှာဖွေးတွေ့လဲတွေ့မယ်လူကိုလဲတွေ့မယ်အဲလူနဲ့တွဲဖက်ပြီးတော့လဲထပ်ပြီးတော့ပေါ့နော်စွန်သားကန်းနေစွန်သားကန်းနေရှိလာမယ်စွန်သားခန်းဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှင်ဟိုတောင်မြင်ကြီးပေါ်ကနေ ရေတကုံနဲ့အခုံချမှာစွန်စားကမဟုတ်ဘူးဒီလူဘဝမှာတနေ့တနေ့ပုံမှန်အတိုင်းနေထိုင်နေတဲ့မှာမလုပ်ဘူးတာလေးတွေလုပ်ကြည့်ရယ်စမ်းသပ်ကြည့်ရယ်အဲ့အဲ့ရှာဖွေမှုတွေကနေအကျိုးမြတ်တွေရရှိရယ်ဒီလိုဖြစ်လာဖို့ရှိရင်ဒီလားเนาะအဲ့လိုပုံစံမျိုးရှိနေတာတွေ့ရတယ်အဲ့အကျိုးမြတ်တွေကလည်းဘယ်လိုပုံစံမျိုးလဲဆိုရင်ရင်းနှီးတဲ့သူတွေထံကနေရရှိတာမျိုးမဟုတ်ပဲ တခါမှမသိတဲ့သူတွေအဝေးကသူတွေဒီလိုကနေပြီးတော့ရရှိဖို့ရှိတယ်အဲ့မျိုးလေးရှိအဲနော်အဲ့တော့မကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှာနေတဲ့လူတွေရလာဖို့ရှိတယ်။ဘာလဲဆိုတော့ဒါဒီနာကတ်မှာအခမ်းအနားတွေတက်ရောက်ရတယ်လို့မျိုးပေါ့နော်ဒီလိုမျိုးစုံသားမှုတွေနဲ့ပတ်သက်ပြီးတော့ရရှိလာဖို့ရှိတယ်။ တော့တစ္ဆာရှိတဲ့ဆက်ဆံရေးတခုတွေရရှိလာဖို့ရှိရယ်နော်ကောင်းပါရင်ဒါဆိုရင်ဒါက final အတွက် reign ဖြစ်ပါတယ်အဲ့တော့ final လောရဖြစ်ကိုဖတ်ပေးကြပါပြီအလုံးမဲ့စိတ်ချမ်းသာခြင်းကိုကြမ်းမှာခြင်းနဲ့ပြည့်စုံကြပါစေ next reign နဲ့မှာပြန်လည်ဆောင်ရွက်ကြမယ်နော်